ပိုင်း24ရက်အစမှာဆိုရင်တော့ဌာနချုပ်မှာရှိနေတဲ့ဟာရှိတာတွေဟာသူတို့စီလိုလိုက်တဲ့လူတွေကတိုက်ပွဲမှာကြာဆုံးသွားတဲ့အကြောင်းပြောနေတာကိုတွေ့ရပါတယ်။ကိုချိုကတော့ဒီတောင်မှာရှိနေတဲ့မိစ္ဆာဟာလာမင်းမိစ္ဆာ72ပါးများလားဆိုပြီးတွေးနေခဲ့ပြီးခက်ခဲမဲ့မေရှင်တစ်ခုဖြစ်ပေမဲ့ရန်ကုန်ကိုကိုယ်တိုင်သွားမှဆိုတော့စိတ်ပူစရာမရှိဘူးလို့သူမကပြောလိုက်ပါတယ်။ခေါင်းတိုက်တဲ့ခေါင်းလေးကိုဘယ်လိုလုပ်ဖို့စိတ်ကူးထားလဲလို့မေးလိုက်တဲ့အချိန်မှာတော့ကျွန်မကစားပြစ်မှမဟုတ်ဘူးစိတ်မပူပါနဲ့လို့ပြန်ဖြေလိုက်ပါတယ်။ရန်ကုန်ကလည်းဒီစကားကိုကြားတော့အားရပါရဟီမောကသူမနာကနေထွက်ခွာလာတာပါ။ တန်ယူရိုရှိနေတဲ့ဈေးရောက်မှာဈေးအစုကဈေးကိုခါလုံးလုံးမတောင်းနိုင်တော့ဘူးလို့ဆိုတာအော်ဟစ်နေခဲ့တဲ့အတွက်ကြောင့်ကောင်မလီကသူ့ကိုဈေးရီအတင်းတိုက်နေခဲ့ပါလိမ့်တန်ဂျီရိုကလည်းဈေးလာတိုက်တဲ့အတွက်သူတောင်းလိုက်တဲ့အချိန်မှာသူ့ကိုကြည့်နေတဲ့ဈေးအစုကမင်းရဲ့ဈေးကတောက်လို့လွယ်တယ်မဟုတ်လားလို့မေးလိုက်ပါလိမ့်ဈေးရောက်မှာရောက်နေတဲ့အတွက်တိတ်တိတ်နေစမ်းမှာကွာလို့ဈေးအစုကိုဖြောင်းဖြားနေတဲ့အချိန်မှာသူတို့ရှိကိုမူရာတာရောက်ရှိလာပါလိမ့်အစင်ပြေလာလို့မေးလိုက်တဲ့အချိန်မှာတော့သူကခန္ဓာကိုယ်အရေးပြောတော့မလို့ဖြစ်ခဲ့ပေမယ့်သူ့ကိုကယ်တင်လိုက်တဲ့လူတစ်ယောက်အတွက်ကြောင့်အသက်ရှင်ခွင့်ရသွားကြောင်းပြောပြလိုက်ပါလိမ့်တန်ဂျီရိုလည်း ။ဒဏ်ရာတွေအများကြီးရထားတာမို့ပြန်ကောင်းမှုမှုအတွက်အချိန်ယူရအောင်မှဖြစ်တဲ့အကြောင်းပြောလိုက်ပြီးဒေါ်ဘတ်ကောင်လေးကတော့လေဘေးမှာဒဏ်ရာရထားတာလို့ပြောလိုက်ပါရီ။ဇိုင်းအစုကသူကဘယ်သူလဲလို့မေးလိုက်တော့နာတာကူမိုတောင်ပေါ်မှာအတူတူတိုက်ခဲ့တဲ့မူရာတာဖြစ်ကြောင်းတန်ချီရိုကမိတ်ဆက်ပြီးကတွေ့ရတာဝမ်းသာပါတယ်လို့ပြောလိုက်ပြီးမင်းရဲ့လက်တွေကဘယ်လိုဖြစ်သွားပြီလဲလို့မေးလိုက်တဲ့အခါမှာတော့ပင်ကူစိတ်မိသွားပြီးချီရီလက်တွေတူနေတော့မယ်လို့ရှင်းပြလိုက်ပါရီ။အဲဒါကြောင့်ဒီဆေးကိုတောက်ရမှာမဟုတ်ဘူးလားလို့ဆိုကကောင်မလေးကသူ့ကိုဆေးထွက်လာတိုက်တဲ့အချိန်မှာပဲဇယင်းစုကရန်ကိုခါလွန်းလာကြအောင်မတောက်နိုင်ဘူးဆိုပြီးတော့တုံ့ပြန်ပါရီ။ ဒါဆိုရင်ခြေရည်လက်တွေအကောင်းတိုင်းပြန်မဖြစ်မတက်နိုင်ဘူးလို့ပြောလိုက်ပြီးဒီစေးတော့ပြီးနေရောင်ကြီးနဲ့ထွက်လိုက်လို့ရှိရင်အမြန်ဆုံးပြန်ကောင်းလာမှာပဲလို့ပြောပြလိုက်ပေးမယ်။ဇယန်စုကတော့ခါလုံးလို့မတောက်ချင်ပဲထွက်ပြေးနေခဲ့ပြီးယွန်စရာကောင်းတယ်လို့လည်းအော်ဟင်နေပါလိမ့်။သူတို့တွေဒီလိုမြွတ်တက်ကြွနေတဲ့အချိန်မှာဘူရာတောင်ကတော့စိတ်တက်ကြနေခဲ့ပြီးတောင်ပေါ်မှာဖြစ်ပျက်ခဲ့တာတွေအတွက်အစီရင်ခံဖို့ဟာရှီရာစီဝေးကိုခေါ်ယူခံလိုက်ရကြောင်းဟာရှီရာတွေကအသိဝင်လာတဲ့နှိမ်နင်းသူတွေရဲ့အရေးချင်းပေါ်ကိုစိတ်ဆိုးနေကြပြီးအရန်ကိုကြောက်ဖို့ကောင်းတဲ့အကြောင်း တောင်ပေါ်မှာရှိနေတုန်းကလေအမိတ်မနာခင်တဲ့သူတွေရှိခဲ့တာကြောင့်သူတို့တွေကဘသူကလေ့ကျင့်ပေးထားတာလဲလို့မင်းကြီးအကြောင်းပြောပြကကြောက်ရွံ့နေပါသည်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့နောက်မှာဟာရှရာဖြစ်တဲ့ဂိုချောကဝင်လာခဲ့ပြီးဒန်ဂျီရိုတို့ရဲ့အခြေအနေကိုလာရောက်စစ်ဆေးနေပါသည်။ဒန်ဂျီရိုတယောက်ကတော့အတော်လေးကိုမှတက်တာလာပြီဖြစ်ကြောင်းဒါကြောင့်မလို့ဒီလိုတက်တာလာရင်ပြန်လဲကူစားရေးလေ့ကျင့်ခန်းကိုစလိုက်ကြရအောင်လို့ပြောလိုက်ပါသည်။ဒီလိုနဲ့နှစ်ပတ်လောက်ကြာတဲ့အခါမှာတော့ဒန်ဂျီရိုနဲ့အင်နိုစကဲဟာဟာရှိရာရှီနိုဘူကခေါ်သွားပြီးတော့ပြန်လဲကူစားရေးလေ့ကျင့်ခန်းနေလုံနေကြတဲ့ဆိုတဲ့အကြောင်းဇင်းစုတိလာရပါသည် ရှင်နိုဘူရဲ့တန်ကတကယ်ကိုထူးခြားတာပဲလို့တွေးနေခဲ့ပြီးသူ့ဘဝတစ်လျှောက်လုံးမှာမကြားခဲ့ဘူးတဲ့အတန်မျိုးဖြစ်ပါသည်။သူဟာရှင်နိုဘူအကြောင်းကိုပဲတွေးနေခဲ့ပြီးသူမဟာအရန်ကျင်နာတတ်တာမို့နတ်ဖျားမလီနဲ့သူဟာအရန်ကိုချစ်ဖို့ကောင်းတယ်လို့လည်းတွေးနေမိခဲ့တာပါ။အဲ့ဒီချစ်စရာမျိုးသမီးလေးကပြန်လဲကူစားရေးလေးချင်ကန်အတွက်ခေါ်သွားခံရရီးတငယ်ချင်းတွေကအခုလောက်ဆိုရင်တော့ပျော်နေလောက်ပြီဆိုပြီးတွေးနေခဲ့ပေမဲ့ဒန်ဂျီရိုနဲ့အီနိုစကေကတော့အရန်ကိုပြန်မှန်းနှွမ်းနေနေကြတဲ့ပုံစံမျိုးနဲ့ပြန်ရောက်လာခဲ့ကြပါသည်။ဒီနေ့ဘယ်လိုလဲဆိုတာတော့မှသူတို့နှစ်ယောက်ကပြန်မဖြေနိုင်ခဲ့ကြပါဘူး။ ။ဇိုင်းစုကမနှက်ပြန်ဆိုရင်သူလဲသွားရတော့မှာမို့အရန်ကိုတည်ကျနေခဲ့ပြီးပြောပြစမ်းပါလို့အော်ဟစ်နေခဲ့ပါလိ။နောက်တစ်နေ့ရောက်တဲ့အခါမှာတော့သူတို့သုံးယောက်စလုံးပြန်လဲကုစားရေးလေးချိန်ခန်းတို့လှုပ်ဖို့အတွက်အခန်းထဲကိုဝင်လာခဲ့ကြပါပြီ။အရင်ဆုံးအကြာကြီးအိတ်ထားတဲ့အတွက်တင်းနေတဲ့အကျော်တွေကိုကောင်မလေးတွေကပြန်လဲအကျော်ရှော့ပေးမှဖြစ်ပြီးဒုတိယစီနေနေကသူ့ရှေ့မှာရှိနေတဲ့ခွက်သေးကကြီးတွေကိုတစ်ဖက်လူကိုပတ်ရအောင်ဖြစ်တဲ့အကြောင်းရှင်းပြလိုက်ပါတယ်။ကိုရိုင်းမကိုင်းခင်မှာတစ်ဖက်ကလူကပိတ်လိုက်ရင်ခွက်ကိုရွှေ့လို့မရတော့ပါဘူး။ဒန်ဂျီရိုကသူ့ကြည့်ရင်နဲ့အပတ်ခံခဲ့ရပြီးအော်ဝီနဲ့ကာနာဝူကတော့တစ်ဖက်ကဖြစ်ကာ ဇေယင်စုကတော့သူ့နောက်ကိုမင်းတို့နှကောင်လုံးပါဇက်ပိတ်ပြီးလိုက်ခဲ့ဆံပါလို့အော်ဟစ်လိုက်ပါလိသူ့ကိုဘာတစ်ခုမှမပြောပြခဲ့တဲ့အတွက်ဒေါသထွက်နေခဲ့တာဖြစ်ပြီးအောက်တန်းကျတဲ့သထောင်စားတွေလို့ဆိုကအော်စင်းနေခဲ့တာဖြစ်ပါလိဇေယင်စုဟာသူ့ရဲ့ခြေလက်တူတူလေးတွေနဲ့တန်ဂျီရိုတို့နှစ်ယောက်ကိုစိန်ခေါ်နေခဲ့ကအီနိုစကေးကိုထိုးလိုက်ပါလိအဲဒီလိုမျိုးကောင်းကင်ဘုံမှာနေရတာကနေငရဲပြည်ကပြန်လာရတဲ့ပုံစံမျိုးနဲ့လှုပ်ပြနေတဲ့အတွက်မင်းတို့ကငါ့ကိုတောင်းပန်ရမှလို့လည်းပြောလိုက်ပါသေးတယ်ကောင်းမလေးတွေနဲ့တနေ့ကုန်ပျော်ရွှင်မြူးထူးနေရတာကိုဘာလို့အဲ့လောက်စိတ်ဓာတ်ကျနေရတာလဲလို့မိလိုက်ပါလိ ကောင်မလေးတွေရဲ့ခန္ဓာကိုယ်ကိုထိလို့ရပြီးသူတို့နေပြီးတော့ကိုလည်းခံရတဲ့အတွက်ဇင်းစုတယောက်နေပြီးရောက်နေတယ်လို့ခန်းစားနေရတာဖြစ်ပါသည်ဒီနေရာကိုရောက်လာတာဟာသူ့အတွက်နိဗ္ဗာန်ဘုံကိုရောက်လာတာနဲ့အတူတူပါပဲပေါက်ရ40တွေပြောမနေနဲ့လို့ Inos K ကပြောပြတဲ့အခါမှာသူ့ထအကောင်တည်တဲ့သူတွေကိုရှုံးနေရတာဘလောက်တောင်ခံမြင်မှုကောင်းလဲလို့သူကပြောလိုက်ပါသည်ဇင်းစုကသူ့ကိုကောင်မလေးတွေနဲ့မတွဲဘူးပဲတောင်ပေါ်မှာနေရတဲ့သူမျိုးတနာလိုက်တာလို့ပြောလိုက်ပြီးမင်းကတော့တစ်သက်လုံးမိမရမယ့်ကောင်မဟုတ်တော့ဘူးလို့လည်းကတ်တိုးလေးနှိမ်လိုက်ပါသည် ဇယင်းစုကပြန်လဲကုသရေးလေးခြင်းကနေလောက်ရတာကိုအရန်ကမှပြောနေခဲ့တာဖြစ်ပြီးတန်ဂျီရိုတို့ကတော့နာလွန်းလို့မျက်ရည်တွေတောင်ကြားခဲ့ရတာဖြစ်ပါလိမ့်။ရင်းနေပတ်ရတဲ့လေးခြင်းကန်ကိုလှုပ်တဲ့အချိန်မှလေးပဲဇယင်းစုကပုံမိုလင်းမြန်မိမယ်။မိန်းကလေးတယောက်ကိုပတ်မှာမဟုတ်ဘူးလို့ပြောလိုက်ပါလိမ့်။အဲ့လိုနဲ့ပြန်လဲထူထောင်ရေးလေးခြင်းကန်တွေကိုပြုလုပ်တဲ့အချိန်မှာကာနာအိုကိုဘယ်သူမှအနိုင်မယူနိုင်ခဲ့ကြပါဘူး။ငါးရက်စတိုက်သူမစီမှာရှုံးနေခဲ့ရတာဖြစ်ပြီးတော့သူမရဲ့သဘင်တမွေးကိုတော့မှမထိနိုင်ခဲ့တာပါ။နောက်ပိုင်းမှာဇယင်းစုနဲ့အီနိုစကဲဟာလေးခြင်းကန်ကိုလာမလို့ကြတော့ပဲသူတယောက်တည်းကြံရည်ခဲ့ပါလိမ့်။ ညဘက်မှာတန်ဂျီရိုကအိတ်ဆောင်ကိုပြန်လာရင်ဘာဖြစ်လို့သူ့ကိုမနိုင်ရတာလဲလို့စဉ်းစားနေခဲ့ပါ ಡಿ ။သူမရဲ့လှုပ်ရှားမှုတွေဟာအရန်ကိုမြန်ဆန်လို့မီအနန်းကလည်းလုံးဝကွဲပြားနေပါ ಡಿ ။တခြားဟာရှူရာတွေနဲ့မတူတဲ့အနန်းရှိတာဖြစ်ပြီးသူမရဲ့မျက်လုံးကလည်းအရန်ကိုထူးခြားတယ်လို့စဉ်းစားနေမိပါ ಡಿ ။ကလေးမလေးတွေကသူ့နောက်ကိုလိုက်လာကအဆင်ပြေလားလို့မေးနေခဲ့ပြီးသူမျက်နှာတုပ်ဖို့ပေါ်ဝါကိုပြေးလိုက်ပါ ಡಿ ။အလုံးစုံအာယုံဆိုင်အသက်ရှူခြင်းကိုလုံးနိုင်နေမှလားလို့ကောင်မလေးတစ်ယောက်ကမေးလိုက်ကတစ်ချိန်လုံးအာယုံစူးစိုက်အသက်ရှူခြင်းကိုပဲလုံးနေတာမဟုတ်ဘူးလားလို့ဆက်မေးလိုက်ပါ ಡಿ ။တန်ဂျီရိုတယောက်မလုပ်ပါဘူးလို့အသေးအံညင်လိုက်ပေမဲ့ ဟာရှာရီကဒီလေးချင်းကန်းတွေကိုပဲအာယုံစိုက်တဲ့အကြောင်းပြောပြလိုက်တဲ့အချိန်မှာသူကလည်းပဲစူးစမ်းပြီးလေးချင်းမမယ်လို့ကလေးမလေးကိုဂရီပေးလိုက်ပါတယ်။နောက်တစ်ရက်မှာတော့တန်ဂျီရိုကအီနိုစကဲကို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 စိတ်တူပြီးတနားနေလို့လည်းဘာမှထူးလာမှမဟုတ်ဘူးတော့လို့ပြောလိုက်ကသူတို့နှစ်ယောက်စလုံးကိုလေးချင်းကန်းလောက်ဖို့အတွက်ခေါ်နေခဲ့ပါတယ်။ဇယင်စုကတော့ဇန်နာရီပူဆိုးလာတဲ့အတွက်မသွားချင်ဘူးလို့ဆိုလိုက်ပြီးစင်ကြေးပေးလိုက်ကတန်ဂျီရိုကလည်းအချိန်ရှိသူရဲ့အလုံးစုံအာယုံစိုက်တက်ရှူခြင်းကိုလေးချင်းကန်းလောက်ဖို့အတွက်ကြိုးစားပေမဲ့သူ့အနေနဲ့ဘယ်လိုမှမလုပ်နိုင်ခဲ့ပါဘူး။ ဒီလေ့ကျင့်ခန်းကိုလှုပ်ဖို့အတွက်ကြိုးစားတဲ့အချိန်မှာတစ်ဘုတ်လုံးနာကျင်နေခဲ့ရပါသည်ကျူစာရုံကလွဲပြီးတခြားဘာမှမရှိတဲ့အတွက်သူဟာစိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီးနည်းနည်းချင်းစီရှေ့ဆက်သွားဖို့အတွက်ဆုံးဖြတ်လိုက်ပါသည်။ကာနာအူဆန်ကိုလည်းလေ့ကျင့်ပြီးတဲ့အခါမှာရှီနိုဘူကဘူတီကျောက်တီကိုမှုတ်ခိုင်းတယ်လို့ဆိုကာကောင်မလေးတွေကသူ့ကိုထမင်းလုံးနဲ့ယူလာပေးရင်ပြောပြလိုက်ပါသည်။ဘူတီကျောက်တီကိုပေါ့အောင်မှုတ်နိုင်မှုဆိုတာအတော်ကိုမလွယ်ကူတဲ့ကိစ္စပါ။သူငယ်ချင်းတယောက်ဟာလေ့ကျင့်ရင်လှုပ်ဖို့အတွက်နေ့တိုင်းပြက်ကွက်နေတဲ့အတွက်တန်ဂျီရိုကပဲတောင်းပန်နေခဲ့ရပြီးနောက်တစ်နေ့ကျရင်တော့ဆက်ဆက်ခေါ်လာခဲ့ပါမယ်လို့ကတိပေးလိုက်ပါသည်။ သူဟာဓာကြီးကိုအဆက်မပြတ်လေ့ကျင့်နေခဲ့ပြီးတော့အင်ကိုလဲပတ်ကတက်လုံကောင်းမှုအတွက်ပတ်ပြေးနေပါလိမ့်။ဆန်ငါးရက်ကြာပြီးတဲ့အချိန်မှာတော့အရင်ငါးထက်ပိုမြအောင်ပြေးနိုင်နေပြီဖြစ်ပြီးအသက်ရှူလေ့ကျင့်ကောင်းလဲကောင်းကောင်းကြီးလုပ်နိုင်နေပါပြီ။တရားထိုင်တာအာယုံစူးစိုက်မှုကိုပိုပြီးအားကောင်းစေတဲ့အတွက်တမင်ချိန်ပေးပြီးတရားထိုင်လေ့ကျင့်ကောင်းကိုလည်းသူကလုပ်ခဲ့ပါလိမ့်။အဲ့ဒီချိန်မှာပဲသူ့ကိုခေါ်နေတဲ့တန်ကိုကြားလိုက်ရပြီးသူ့နောက်ကိုခူချူကရောက်လာခဲ့တာဖြစ်ပါလိမ့်။တန်ချူကဘာဖြစ်လို့သူ့ကိုဒီကိုခေါ်လာရတာလဲလို့ပြောလိုက်တော့သူမကနဲစကိုရဲ့ဖြစ်တည်မှုကိုသိရှိသွားပြီလို့ပြောလိုက်ပါလိမ့်။ သူမရဲ့အိမ်မက်ကိုတန်ဂျီရိုစီကိုလွှဲပေးမယ်လို့ပြောလိုက်ကသူမရဲ့အိမ်မက်ကမိစာရီနဲ့ရင်းနှီးဖို့ဖြစ်ကြောင်းတန်ဂျီရိုသာဆိုရင်ဒီအရာကိုတေချာပေါက်လုပ်နိုင်မှာဖြစ်ကြောင်းပြောလိုက်တော့သူမကသူမကိုစိတ်တူနေရလားလို့မေးလိုက်ပါရီသူမကလည်းစိတ်တူနေတဲ့အကြောင်းပြန်ပြောလိုက်ကသူမရဲ့အရန်ချေရတဲ့အမကမိစာကြောင့်ဆုံးမသွားကလေးကမိစာကြောင့်တန်မိုးထားရတဲ့သူတွေကိုဆုံးရှုံးလိုက်ရတဲ့သူတွေရဲ့မျက်ရည်တွေကိုမြင်လိုက်ရတဲ့အခါတိုင်းငိုကြွေးပူဆွေးမှုတွေကိုကြားရတဲ့အခါတိုင်းသူမရဲ့နှလုံးသားထဲမှာဒေါသတွေအပြည့်နဲ့လောင်မြိုက်နေရတဲ့အကြောင်းပြောပြနေခဲ့ပါသည် ဒူမခနာကိုရဲ့အနောက်ဆိုင်ဆုံးတန်နီယာမှာဒူမဘလူးမမတိုက်ခိုက်နိုင်တဲ့တိုက်ပွဲတစ်ခုရှိနေပြီးဒီတစ်ခါမှာတော့နဲစကူကိုဒူမရဲ့ဖြစ်တည်မှုကိုလည်းမှတ်သားထားလိုက်ပြီးဆိုတဲ့အကြောင်းနဲ့သခင်ကြီးရဲ့ဆန္ဒကိုလေးစားတဲ့အတွက်ဒူမကိုလည်းဘယ်သူမှယံပြူးကြမှာမဟုတ်တဲ့အကြောင်းဒူမရဲ့မကလည်းတန်ဂျီရိုလိုပဲနှွေးထွေးတဲ့လူတယောက်ဖြစ်ကမိစ္ဆာရီကိုတနာရက်ခဲ့ဘူးကြောင်းမိစ္ဆာရီကိုမတက်ဖဲနဲ့အတူတူရှင်တွဲနေထိုင်လို့ရမယ့်နီလန်းတွေကိုစဉ်းစားရမယ်ဆိုတဲ့အကြောင်းဆက်လက်ပြောပြလိုက်ပါသည်အဲဒီနောက်မှာတော့ဒူမအစားတန်ဂျီရိုကအရန်ကြိုးစားနေရပဲလို့ပြောလိုက်ရတဲ့အတွက်ဒူမအနေနဲ့စိတ်အေးသွားခဲ့ပြီလို့ပြောလိုက်ပါသည် စကားပြောပြတာနဲ့သူမဟာချက်ချင်းပဲပျောက်ကွယ်သွားခဲ့ပါလိမ့်။ဒန်ဂျီရိုကတော့အလုံးစုံအာယုံဆိုင်အသက်ရှင်နေကိုပြန်လည်လေ့ကျင့်နေခဲ့ရင်အပိုင်း၂၄ဟာလည်းပြီးဆုံးသွားခဲ့ရပါလိမ့်။